ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘူဘူထိုင်းဘာသာစကားနေကျဆူပါရနော်ဒီနေ့မှာတော့ကျွန်တော်တစ်ကနေဘယ်လောက်ထိရှိလဲဆိုတော့တစ်ကနေ20ထိကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နော်အာโอเคအဲ့ဒါဘာတွေပါလဲဆိုတော့ကျွန်တော်တို့စလိုက်ကြအောင်တကယ်ကြီးတော့အရင်ပြောပြနော်ကျွန်တော်အယောင်လေးတွေစိုးပေးထားတယ်အဲ့ဒါလေးတွေလိုက်ပြီးတော့တကယ်ကြီးတော့အရင်ပြောပြပါနော်โอเคပြလို့ရှိရင်ကျွန်တော်ပြောပြပြောပြမှာဖြစ်ပါတယ်โอเคစမယ် နံပါတ်1မှာကြာတော့ပေါ့နော်အလုတ်လုတ်ပြင်းဘလုံးကန်မယ်ဆိုလိုတဲ့သဘောလုတ်လုတ်ပြင်းဘလုံးကန်မယ်ကွာအဲ့လိုမျိုးပြောတာဖြစ်ပါတယ်အဲ့ဒါကြာဘလို့ပြောရလဲဆိုတော့တကယ်ကြီးတော့အရင်ပြောကြည့်ပါနော်စာနဲ့တခါလေးမြန်မာစာနဲ့ကျွန်တော်ရေးပြထားပါတယ်မြန်မာစာလင်းနဲ့ပေါ့နော်โอเคပြီးရင်ကျွန်တော်ပြောမယ်တမငန်းစစ်လဲဆိုတဲ့အဓိပ္ပာယ်ကြတော့အယောင်တယောင်ဆိုးရတာဖြစ်ပါတယ်အာကြပိုက်တဲ့ bond ဆိုတာကကြတော့အယောင်နှစ်ယောင်ခွဲပြီးတော့ဆိုးပြီးတာနော်အဲ့ဒါကျွန်တော်အရှင်းပြလို့ရှိရင် အဆင်ပြေအောင်ဆိုပြီးတော့တငယ်ချင်းတို့သဘောပေါက်အောင်ပို့ပြီးတော့နားလည်ရလွယ်သွားအောင်ကျွန်တော်အယောင်လေးညီနဲ့ခွဲပေးထားတာဖြစ်ပါတယ်။ထမ်းငန်းစစ်လဲဆိုတာကကြာတော့အလုပ်ပြီးသွားပြီးပေါ့နော်။အာထမ်းငန်းဆိုတာလှုပ်လှုပ်တာစစ်လဲဆိုတာပြီးသွားပြီးပေါ့နော်။အာနှစ်ခုပေါင်းလိုက်တော့ထမ်းငန်းစစ်လဲဆိုတာကကြာတော့အလုပ်အလုပ်ပြီးသွားပြီးပေါ့နော်။သို့မဟုတ်အလုပ်ပြီးသွားရင်အလုပ်ပြီးသွားတော့အလုပ်ပြီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်။ထမ်းငန်းစစ်လဲ အာနောက်ထပ်တစ်ခုကကြာတော့ jet bike tap bond jet bike tap bond ဆိုတာကကြာတော့ဘလုံးကန်မယ်ပေါ့နော်ဘလုံးသွန်းကန်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဘလုံးကန်မယ်ဘလုံးသွန်းကန်မယ်ပေါ့နော် jet bike tap bond အဲ့ဒါနှစ်ခုပေါင်းလိုက်မှာကွာထမင်းစစ်လဲ jet bike tap bond ဆိုတာနံပါတ်1မှာနော်နံပါတ်1မှာဒီဥစားလေးဖြစ်ပါတယ်နံပါတ်1မှာထမင်းစစ်လဲ jet bike tap bond ဆိုတာကကြာတော့အလုံးလုံးပြီးရင်ဘလုံးကန်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်ဘောပေါ့မလို့ထင်ပါတယ်အာโอเคလို့ရှိရင်ကျွန်တော်တို့ အာနံပါတ်2ကိုသွားမယ်နံပါတ်2မှာကြာတော့ပါလဲဆိုတော့အာရီချိုးပြင်းဈေးသွားမယ်ကွာ ရီချိုးပြင်းဈေးသွားမယ်ဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်ရေးပြထားပါတယ်โอเคအဲ့ဒါကြာတော့ဘယ်လိုလဲဆိုတော့ဒီချိုးပြင်းဈေးသွားမယ်ပေါ့နော်အဲ့ဒါကျွန်တော်နှစ်ချောင်းခွဲပြထားပါတယ် I'm Nam Silew ပေါ့နော်မြန်မာတန်လေးနဲ့မြန်မာစာလေးနဲ့မြန်မာတန်ထွက်ဆိုတဲ့အစာဖြစ်ပါတယ်နော် I'm Nam Silew အနမ်းစစ်လဲဆိုတာရီချိုးပြီးသွားပြီတုံမဟုတ်ရီချိုးပြီးသွားရင်တုံမဟုတ်ရီချိုးပြီးသွားတော့ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်အာ okay အနမ်းစစ်လဲဆိုတာကကြာတော့ရီချိုးပြီးသွားပြီပေါ့နော်အာကြပိုင်တလကြပိုင်ဆိုတာသွားမယ်ပေါ့နော်တလဆိုတာဈေးကိုပြောတာဖြစ်ပါတယ်ကြပိုင်တလဆိုတာဈေးသွားမယ်ပေါ့နော်အဲ့ဒါငါကပေါင်းလိုက်တော့ကွာအနမ်းစစ်လဲကြပိုင်တလဆိုတာကကြာတော့ရီချိုးပြီးရင် ရီချူပြင်းဈေးသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Okay တကယ်ညီတို့သဘောပေါက်မယ်လို့ထင်ပါတယ်နော်။အာပြင်နံပါတ်3သွားမယ်။နံပါတ်3ကဘာလဲ?စာဖတ်ပြင်းရုပ်ရှင်ကြည့်မယ်ကွာ။စာဖတ်ပြင်းရုပ်ရှင်ကြည့်မယ်ဆိုလိုတဲ့သဘောอ่ะ Okay အဲ့ဒါဘယ်လိုပြောမလဲ။အာနှံစือเสร็จแล้วဆိုတာကကြတော့စာဖတ်ပြီးသွားပြီတော့မဟုတ်။အာစာဖတ်ပြီး พี่ยငงพี่းတော့ဗေาနော်စာีတ်ပြီးသွားပြီးစာဖတ်อြီးရင်စာဖတ်ပြီးတော့ဆိုတဲนအဓိပ္ือเสร็จแล้วจะไปดูหนังจะไปสိုตัว့มาဗောနေดูหนังยြီးရှင်ကြည့်มาပြောတာดูสุုาจีြည့เတာကိုပြောหนังสุုายရုပ်ရှင်ကားကိုပြောတာဖြစ်ပါโอเคกကลန်လုံးပေါင်းလိုက်တေเสร็จแล้วจะไปดูหนังဆိုတာကကြรော့ยีชูพี่ตัวยิရငเอ้ยอ่านหนังสืออ่านหนังสืออาบน้ำหมดบุอ่านหนังสือเสร็จแล้ว จะไปดูหนังสอรี่บ้าเนาะจนอนดีเพื่อมาเล่าอยู่ในปีนี้ลูก โอเค อ่านหนังสือ อ่านหนังสือเสร็จแล้วจะไปดูหนัง อ่านหนังสือสุดสัพพะเดาอยู่แล้วเนาะอ่านหนังสือเสร็จแล้วสุดสัพพะปีตัวยิ่งบนเนาะจะไปดูหนังยุูชินตัวจีเมะอ่านอ่านหนังสือเสร็จแล้วจะไปดูหนังสุดจะเราสัพพะปีตัวยินยูชินตัวจีเมะสุดเลยที่เป็นชิบะเนี่ยโอเค စီမီမယ်လို့ထင်ပါတယ်နော်နံပါတ်၄သွားမယ်မှားနေရလူတိုင်းနဲ့မกินဘူးเนาะကျွန်တော်လည်းမှားတာပဲကျွန်တော်အရှိမပြောရင်းနဲ့ကျွန်တော်မျက်လံကဒီဘက်ဖုန်းကိုကြည့်နေတယ်ဆိုတော့လေโอเคနံပါတ်၄ပြောမယ်ထမင်းစားပြီးရင်အနားယူမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคทมิซาปีဆိုတာကကြာတော့กินข้าวဆိုတာทมิซาတာကိုပြောတာเนาะเสร็จแล้วဆိုတာပြီးပြီးအွန်လိုင်းတော့กินข้าวเสร็จแล้วဆိုတာကကြာတော့ทมิซาပြီးသွားပြီပေါ့เนาะทมิซาပြီးသွားပြီဆိုတဲ့အဓိပ္ပာယ် ယူလို့ရတယ်လို့ဓမိစာပြီးရင်ဆိုတဲ့အဓိပ္ပာယ်လည်းယူလို့ရတယ်။နောက်ပြီးတော့ဓမိစာပြီးတယ်ဆိုတဲ့အဓိပ္ပာယ်လည်းယူလို့ရပါတယ်နော်။ Okay ဓမိစာပြီးရင်အနားယူမယ်အနားယူတာကိုကြာတော့ Japan Pon Japan Pon ဆိုတာကကြာတော့အနားယူတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ထမင်းစားပြီးရင်အနားယူမယ်ဆိုလို့ရှိရင်กินข้าวเสร็จแล้วจะพักผ่อนထမင်းစားပြီးရင်အနားယူမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် กินข้าวเสร็จแล้วจะพักผ่อนสุดละจ้ะเนาะทีนี้ซาพี่อ่ะนาอยู่มั้ยสุดละอดิเบะဖြစ်ไปเนาะนัมเบอร์4มาဖြစ်ไปได้ตัวปอมมั้ยรู้ทีมาได้อย่างนี้เนี่ยคွဲไปทาไปโอเคเนาะอ่าမရှိနိုင်ရှင်မေးလို့ရပါတယ်เนาะ comment မှာမေးသွားလို့ရပါတယ်တမဟုတ်ကျွန်တော်ကျွန်တော်ကို social media မှာဘူဘူထိုင်းလန်ကွေးဆိုပြီးတော့ ရိုက်ရှာပြီးတော့လာမေးလို့လည်းရပါတယ်အပြီးတော့ follow မလို့ရသည် follow လုပ်ထားပါလို့ပြောချင်ပါတယ်နော်ပူပူထိုင်းလန်ကွီးဆိုတဲ့ channel လေးကို okay နံပါတ်9မှာ အိမ်သက်ရှင်ရေးလုပ်ပြီးရင်တငယ်ချင်းတွေနဲ့တွေ့မယ်ဆိုတဲ့အတိပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဘလို့ပြောမယ်နည်းနည်းတော့ရှိတယ်နော်အိမ်သက်ရှင်ရေးလုပ်ပြီးရင်ဆိုတာကကြတော့ tham kwa sa a နော် tham kwa sa a ဆိုတာကကြတော့သက်ရှင်ရေးလုပ်တော့ဆူလိုတာဖြစ်ပါတယ် ထမွားစားဘန်းဆိုတာကကြတော့အိမ်သက်ရှင်လို့တော့ပြောတာဖြစ်ပါရဲ့နော်ဒီမှာအယောင်လေးနေကျွန်တော်ခွဲပေးထားရဲ့နော်ทำความสะอาดบ้านนะบ้างงามาဖြစ်ပါတယ်ทำความสะอาดบ้านเสร็จแล้วဆိုတာကကြတော့အဲ့လောက်ပဲကွာအဲ့လောက်ပဲทำความสะอาดบ้านเสร็จแล้วဆိုတာကကြတော့အိမ်သက်ရှင်လုပ်ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်เนาะทำความสะอาดบ้านเสร็จแล้วဆိုတာကကြတော့အိမ်သက်ရှင်လုပ်ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်โอเคအဲ့ဒါကိုကျွန်တော်က ိမ်သက်ရှင်ရေလုပ်ပြီးသွားရင်တငယ်ချင်းတွေနဲ့တငယ်ချင်းတွေနဲ့တွေ့မယ်ဆိုတာကျွန်တော်ရေးထားတာဖြစ်ပါတယ်။ Okay အောက်မှာကြတော့ဂျပိုက်တဖွန်းဆိုတာကြတော့တငယ်ချင်းတွေနဲ့သွားတွေ့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဂျပိုက်တเนาะတန်လေးစာတော့နည်းနည်းဥစားပေါ့နော်တက်နိုင်ဆုံးရေးပေးထားပါတယ်။ဒါမဲ့အဆင်ပြေလိုလေးဖတ်ပေးပါမယ်နော်။ကျွန်တော်တန်လေးနားထောင်တာပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်နော်။ဂျပိုက်တဖွန်း ไปเจอเพื่อนเป็นไงยิงอูตัวดุยแม่ปอนเนาะโอเคอะละกงลงปองไรต่อทำความสะอาดบ้านเสร็จแล้วจะไปเจอเพื่อน สุรากาจาโรเองแต่ชินลบอยู่ตัวนี้ตังไงยิงดุยเนี่ยดุยแม่สุเรอะไรแบบเช็ป่าเด้ไล่เบียวบีเนาะตังไงยิงโน้ไล่เบียวบีบ้าจนอจะนอเราเบียวใครชินเนี่ย ငွေကြေးလုံးလိုက်ပြောပေးကျွန်တော်ကျွန်တော်ပြောလိုမျိုးလိုက်ပြောပေးလို့ရှိရင်တိတ်ပြီးတော့အဆင်ပြေမှာတဲ့လားထွင်းနေပေးပြီးသားဖြစ်သွားမှာကွာทําความสะอาดบ้านเสร็จแล้วจะไปเจอเพื่อนအင်းတရှိရင်လုတ်ပြီးသွားရင်တငွေကြီးနေနဲ့သွားတွေ့မယ်ပေါ့เนาะနံပါတ်5ဖြစ်ပါတယ်โอเคနံပါတ်6သွားမယ်နံပါတ်6မှာကြတော့ဘာလဲဆိုတော့ဇီဝအပြင်အိမ်ပြန်မယ်ဇီဝအပြင်အိမ်ပြန်မယ်ဆိုတဲ့အရေးပဲဖြစ်ပါတယ်โอเคအဲ့ဒါဘယ်လိုပြောမလဲซื้อของเสร็จแล้ว จะกลับบ้าน ซื้อของสุดาซื้อสุดาเวลาเราบอกแล้วของสุดาปิซิโอบอกแล้วเสร็จแล้วสุดาปีบีปีดอปีอินไอ้အဲ့ဒီလောက်ပဲပြောမယ်ဆိုရင်စူးခေါင်းစစ်လဲဆိုလို့ရှိရင်ဈေးဝယ်ပြီးသွားပြီတမဟောပစ္စည်းဝယ်ပြီးသွားပြီဆိုတော့အလေးပဲရှိပါတယ်နော်ပစ္စည်းဝယ်ပြီးသွားပြီဝယ်ပြီးသွားတော့ဝယ်ပြီးသွားရင်ပေါ့နော်ဝယ်ပြီးသွားတယ်အဲ့လိုမျိုးအလေးပဲရှိပါတယ်စီပစ္စည်းပေါ့နော်စူးခေါင်းစစ်လဲဆိုတာကကြာတော့ပစ္စည်းဝယ်ပြီးသွားပြီဆိုတော့နေရာဒီမှာလဲတုံးလို့ရရယ်နော်ဒီမှာနောက်ထပ်တစ်ခု ိမ်ပြန်မယ်ဆိုတဲ့စကားဆက်ထားတာဖြစ်တဲ့အတွက်ဇီဝပြင်းဆိုပြီးတော့အဓိပ္ပာယ်ကောက်ယူလို့ရပါတယ်နော်ဇူးခေါင်းဆစ်แล้วจะกลับบ้านจะกลับบ้านဆိုတာကအိမ်ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်จะกลับบ้านဆိုတာအိမ်ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်ဇူးခေါင်းဆစ်แล้วจะกลับบ้านဇီဝပြင်းသွားရင်အိမ်ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဘောပေါက်မယ်လို့ထင်ပါတယ်နော်โอเค နံပါတ်6ဖြစ်ပါတယ်ဇေဝပြင်းအိမ်ပြန်မယ်ဆိုခေါင်းဆက်လဲဂျက်လာဘန်โอเคဂျက်လာဘန်လောက်ပဲဆိုလို့ရှိရင်အိမ်ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်သုံးလို့ရပါတယ်နံပါတ်9ကိုသွားမယ်โอเคနံပါတ်9မှာကြာတော့ရီချိုးပြင်းဇီးသွားမယ်ရီချိုးပြင်းဇီးသွားမယ်ကွာရီချိုးပြင်းဆိုတာအမနာဆက်လဲဆိုတာကြာတော့ရီချိုးပြီးသွားပြီရီချိုးပြီးသွားရင်ဒီတို့ဒီချိုးပြီးသွားပြီပေါ့နော်အမနာဆက်လဲဆိုတာ ရီချူပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ရီချူပြီးသွားရင်ရီချူပြီးသွားတော့ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်သူကနောက်မှာစကားဆက်ရှိတဲ့စကားစကားဆက်ရှိတဲ့ရှိတာဖြစ်တဲ့အတွက်ရီချူပြီးသွားရင်ဆိုတဲ့အဓိပ္ပာယ်ကိုကောက်ယူလို့ရပါတယ်အနာမ်စစ်လဲောချပိုင်တလာချပိုင်တလာဆိုတာကကြာတော့ဈေးသွားမယ်จะไปตลาดဆိုတာဈေးသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะအမနာဟမ်စစ်လဲောจะไปตลาดဆိုတာကကြာတော့ရီချူပြီးသွားရင်ဈေးသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နံပါတ်9မှာဖြစ်ပါတယ် อาบน้ำเสร็จแล้วจะไปตลาดบอกเนาะตันทนลีติชาลินาทองดอลเลียโยปิโนโอเคเดี๋ยวไปชิมตัวไหมเดี๋ยวไปชิมมาจากเราก็ฟีเต้าบีเอาตัวไหมก็ฟีเต้าบีสุราตะคูตะด้วยบอกเนาะเอาตัวไหมสุราตะด้วยบอกเนาะไอยองนี้เนี่ยเราเคยไปทาเด้ดื่มกาแฟเสร็จแล้ว တော့မဟုတ်กินကဖေးဆိုပြီးတော့လဲတုံးလို့ရတယ်เนาะဒါပေမဲ့ drink cafe ပဲတုံးပါ drink cafe ဆိုတာပို့ပြီးတော့မှန်ပါတယ်กินကဖေးလဲပြောလို့ရပါတယ်နားလဲပါတယ်เนาะ drink cafe เสร็จแล้วဆိုတာက coffee တောက်ပြီးတောက်ပြီးပြီးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်တောက်ပြီးပြီးတောက်ပြီးရင်ဘောเนาะတောက်ပြီးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်เนาะ coffee တောက်ပြီးရင်တောက်ပြီးတယ်ဘောเนาะတောက်ပြီးပြီးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်เนาะ drink cafe เสร็จแล้วဆိုတာ จะไปทำงานสุรากาจาเราเลิกตัวแม่จะไปทำงานสุราเลิกตัวแม่สุราดีเบชิบาเลยอาจารทั้งู่ปองเลยมากว่า ดื่มกาแฟเสร็จแล้วจะไปทำงาน ดื่มกาแฟเสร็จแล้วจะไปทำงานสุรากาฟฟเต้าบีเลิกตัวแม่สุราดีเบชิบาเลยโอเคได้นำมาชิมาพิบาเลยนำมาชิพิบาเลยโอเคอาจารย์สุจนรุนนบกูตัวแม้นบกูมาสามีเวพี่ยี่คีตัวแม่ စာမေးခွဲပြင်စာမေးခွဲပြင်ကြီးသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Okay အဲ့ဒါဘယ်လိုပြောမလဲ။ဘယ်လိုပြောမလဲဆိုတော့ solve solve ဆိုတာစာမေးခွဲစာမေးခွဲကြီးတွေဖြည့်တာကိုပြောတာဖြစ်ပါတယ်နော်။ solve ဆိုတာစာမေးခွဲကိုပြောတာဖြစ်ပါတယ်စာမေးခွဲ။နော်။ solve ဆက်လဲဆိုတာကကြတော့စာမေးခွဲပြီးသွားပြီစာမေးခွဲပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်။ ဒီမှာနောက်မှာစကက်စကက်ဆက်ရှိတဲ့အတွက်စာမွေးပွဲပြီးရင်ဆိုတဲ့အတိတ်ပဲကိုကောက်ယူလို့ရပါတယ်နော်စာမွေးပွဲပြီးရင်ဆိုတဲ့အတိတ်ပဲကိုကောက်ယူလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အနောက်မှာခီးသွားမယ်ဆိုတဲ့စကားစကက်ဆက်ရှိတဲ့အတွက်စာမွေးပွဲပြီးရင်ဆိုတဲ့အတိတ်ပဲကိုကောက်ယူလို့ရပါတယ် soft set leo japai tio စာတော့တက်နိုင်ဆုံးရေးပေးထားပါတယ်နော် japai tio ဆိုတာလဲသွားမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် โอเคสาวော့ကျွန်တော်တက်နိုင်ဆိาရေးပေးထားတာเนาะ เนาะอ่า โอเค สอบเสร็จแล้วจะไปเที่ยวบ่เนาะนัมเบอร์มาဖြစ်ပါတယ်สอบเสร็จแล้วสมุเวပြီးจะไปเที่ยวสุราจารတေอ่าอีตัวเมย์ยบ่เนาะอเลตัวเมย์สุรุเรได้ดิแบบอเลตัวเมย์ยกีตัวเมั้ยဆိุได้ดีแบบဖြစ်ပါတด် စော့ဖ်စ်လဲကိုပြိုင်တီယိုပေါ့နော်အိုကေတော့ပုံမလို့ထင်ပါတယ်နံပါတ်30ကိုသွားမယ်နံပါတ်30မှာကျတော့အလုပ်ပြင်းအိမ်ချက်ချင်းပြန်မယ်ကွာတော်လေးရှားတယ်နော်အလုပ်ပြင်းအိမ်ချက်ချင်းပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ကျတော့လေငန်းဆိုတာအလုပ်ဆင်းပြီအလုပ်ဆင်းတာကိုပြောတာနော်အလုပ်ပြီးသွားလို့ရှိရင်အိမ်ပြန်တာကိုပြောတာပေါ့နော်လေငန်းစစ်လဲဆိုတာအလုပ် ဆင်းတော့ဆင်းလာပြီပေါ့နော်အလုပ်ပြီးသွားပြီဆိုလို့ရှိရင်အလုပ်တနေ့ကအလုပ်လုပ်ပြီးသွားလို့ပေါ့နော်အဲအင်္ဂါဆက်လဲဆိုတာအလုပ်ပြီးရင်ပေါ့နော်အအလုပ်ပြီးသွားပြီတော့မဟုတ်အလုပ်ပြီးရင်ပေါ့နော်ဒီမှာစကားဆက်ရှိတဲ့အတွက်အလုပ်ပြီးရင်ဆိုတာကိုယူလို့ရပါတယ်အိမ်ချက်ချင်းပြန်မယ်ကွာဂျက်ကလာဘာလေအင်္ဂါဆက်လဲဂျက်ကလာဘာလေပေါ့နော်အအလုပ်ပြီးရင်အိမ်အိမ်ချက်ချင်းပြန်မယ်ပေါ့နော်လုပ်ငန်းဆက်လဲဂျက်ကလာဘာလေ เลิกงานเสร็จแล้วจะกลับบ้านเลยสุดแล้วเด็กเบียจ้าတော့အလုပ်ပြီးအိမ်အိမ်ချက်ချင်းပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะနံပါတ်10မှာပါโอเคစင်ပြီမလို့ထင်ပါတယ်နံပါတ်7ကိုသွားမယ်เนาะချက်ပြုတ်ပြီးမိသားစုနဲ့စားမယ်ချက်ပြုတ်ပြီးမိသားစုနဲ့စားမယ်ကွာပြောပြောချင်တာပေါ့เนาะโอเคအဲ့ဒါဘယ်လိုပြောလဲ tham ahan ဆိုတာစားစရာလောက်တာကိုပြောတာဖြစ်ပါတယ်เนาะပြောမယ် ပြောမယ်ဆိုရင်ချက်ပြုတ်တာကိုဆူလို့တဲ့သဘောပေါ့နော်အဲ့ဒါကိုကျွန်တော်ချက်ပြုတ်တာကိုဆူပြီးတော့ရေးပေးထားထမ်းအန်းဟာဆိုတာစားစရာလောက်တာမြန်မာလူနဲ့ပြန်မယ်ဆိုရင်တော့ချက်ပြုတ်တာပေါ့နော်ထမ်းအန်းဟာစစ်လဲဆိုတာကကျွန်တော်ပြီးပြီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဒီမှာနောက်မှာစကားဆက်ရှိတဲ့အတွက်ပြီးရင်ဆိုတဲ့အဓိပ္ပာယ်ကိုယူထားတာဖြစ်ပါတယ်နော်ထမ်းအန်းဟာစစ်လဲချက်กินกับครอบครัวครอบครัวဆိုတာမိသားစုပေါ့နော် จะกินกับสามาปะเนาครอบครัวสรมิตาจุเนี่ยอ่าซามากับมิตาซุเนี่ยปะเนาะฉะปิบีมิตาจุเนี่ยซามะဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတเนาะทำอาหารเสร็จแล้วจะกินกับครอบครัวปนเนาทำอาหารเสร็จแล้วจะกินกับครอบครัวเฉะปิบีมิดาจุเนี่ยามะဆိုတဲ့အไိပ္ပာယ်ဖြစ်ပါတယ်တကယ်လို့ยีซ่าเนี่ยสามเลยสุยีซ่าสุบิแทไลอยู่เบ้เนาะจะกินกับแฟน crop grower ဆိုတာရေဖြုတ်လိုက်ပြီးတော့ fan ဆိုတာကိုထည့်လိုက်အောင်ပဲเนาะ fan ဆိုတာချစ်တူရေးစားကိုပြောတာဖြစ်ပါတယ်เนาะအဲ့လောက်လေးပါပဲ okay number 7ပြီးသွားပြီဆိုတော့ number 7ကိုသွားမယ် number 7မှာသွားတိုက်ပြီးအိမ်မယ်ကွာသွားတိုက်ပြီးအိမ်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် okay အဲ့ဒါဘာလို့ပြောလဲ blank fan blank fan ဆိုတာသွားတိုက်တာကိုပြောတာဖြစ်ပါတယ် blank fan ဆိုတာသွားတိတ်တာကိုပြောတာဖြစ်ပါတယ် sit lew ဆိုတာပြီးပြီးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် plan facet แล้วဆိုတော့သွားတိုက်ပြီးသွားပြီးပေါ့နော် plan facet แล้วကျွန်တော်ကျွန်တော်ဆိုတာအိမ်မကိုပြောတာဖြစ်ပါတယ်ကျွန်တော်ဆိုတာ plan facet แล้วကျွန်တော်ဆိုလို့ရှိရင်သွားတိုက်ပြီးအိမ်မယ်ပေါ့နော်သူရဲ့အဓိပ္ပာယ်သွားတိုက်ပြီးအိမ်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် plan facet แล้วကျွန်တော်ဆိုတာကကြတော့သွားတိုက်ပြီးအိမ်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် okay တကယ်ရင်းတော့အရင်ပြောနေတော့ကျွန်တော်အောက်မှာပြလာတာရှိတယ် ပန်းရံနဲ့လမ်းလျှောက်ပြီးအိမ်ပြန်မယ်ကွာပန်းရံနဲ့လမ်းလျှောက်ပြီးအိမ်ပြန်မယ်ဘောနော်သူရဲ့အိဗျာမြမအိဗျာအဲ့လိုပေါ့နော်ငယ်ငယ်ထိုင်းအိဗျာတမျိုးပေါ့နော်ဒါပေမဲ့မြန်မာလူနဲ့ပြောင်းရင်တော့ပန်းရံနဲ့လမ်းလျှောက်ပြီးအိမ်ပြန်မယ်ဆိုတာပေါ့နော်သူရဲ့အိโอเคကျွန်တော်ထိုင်းလိုလေးနဲ့ပြောပြမယ် The Lin ဆိုတာလမ်းလျှောက်ကစားတာကိုပြောတာเนาะလျှောက်လက်လျှောက်သွားနေတာကိုပြောတာ The Lin ဆိုတာ ठी ဆိုတာနေရာကိုပြောတာ สวนสาธารณะสระสวนสาธารณะสระอมยาบายปอเนาะပြောမယ်ဆိုရင်မြန်မာလူနဲ့ပြောမယ်ဆိုပြည်သူပိုင်ပေါ့နော်ပြည်သူပိုင်နေရာမှာလမ်းလျှောက်ကစားတာပေါ့နော်ပြောမယ်ဆိုပန်းချံလိုပါလို့ပြောတာဖြစ်ပါရင်နော်အဓိကတော့ The lengthy suan sathalana เสร็จแล้วจะกลับบ้าน The lengthy suan sathalana The lengthy suan sathalana เสร็จแล้วจะกลับบ้านဆိုရှင်ပန်းချံနဲ့လမ်းလျှောက်ပြီးရင်ပေါ့နော်အိမ်ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် จะกลับบ้านสุดาเอ็มพีเอนเอาเบียร์อะไรไปเนาะเดินเล่นสุดาเดินเล่นสุดาแล้วเช่าตาที่สุดาเนียวเบียร์อะไเนียวไปเนียวเลยสุดาสวนสาธารณะสุดาสวนสาธารณะสุดาเมียบ้านปะเนาะเมียบ้านปีดูบ้านปะเนาะสุดาเรยได้แบบปีดูบ้านเมียบ้านสุดาปัญญาโนบารุเบียร์อิไรไปเนาะเราจะน้องปัญญาเขาเทปีได้รือเปล่าเนี่ปะเนาะเดินเล่นที่สวนสาธารณะเสร็จแล้วจะกลับบ้าน เนาะอ่าได้เล่นที่สวนสาธารณะเสร็จแล้วจะกลับบ้านปัญญาเนี่ยปะเนาะไอ้ช่องพี่ไอ้เปลี่ยนมั้ยสุดแล้วอธิบายဖြစ်ပါတယ်เนาะဒါเนเน่แค่แต่73เนาะ number 14ตัวมั้ยကျွန်တော်14ตัวมั้ยตังเงินโน25จี้ทาเลยยาได้14มาจี้เลยยาได้เนาะอ่า14มาจ้ะเนาะฟ้องเปียวพี่ยินสาปุ้มั้ยเนาะคุยโทรศัพท์คุยโทรศัพท์สรุปฟ้องเปียวดาวเปียวดาဖြစ်ไปเนาะだแม้สึกาเปียวไม่ปีรู้ရှင်เซ้ดุหลุဖြစ်มั้ยเนาะ တော့မဟုတ်ဒီလိုပြောရင်လည်းရပါတယ်ဖူခွေးဖူခွေးဆိုတာစကားပြောတာကိုပြောတာဆက်ဆက်တာနော်အဲ့လိုလည်းပြောလို့ရတယ်ဒီမှာကြတော့ခွေးရော့ဆပ်ဆိုတာကြတော့ဖုန်းပြောတာကိုပြောတာဖြစ်ပါတယ်ခွေးဆိုဆပ်တယ်လဲဖုန်းပြောပြီးရင်ဘောနော်ဖုန်းပြောပြီးရင်ကျဆုံမိတ်ဆက်ကျဆုံခေါ်ခွာမ်ခွေးဆိုဆပ်တယ်လဲကျဆုံခေါ်ခွာမ်ဆိုတာကြတော့အာဖုန်းပြောပြီးရင်ဘောနော်စာပို့မယ်ဆိုတဲ့အိပဲဖြစ်ပါတယ် จะส่งสุรปุ้มเลยปะเนองข้อความสุรไม่ใื่อมุอกอะไรผิดไปเลยสาวสาวผิดสาวสุรู้ได้ได้แบบผิดไปเนาะคุยโทรศัพท์เสร็จแล้วจะส่งข้อความสุรุชินฟงโยบินสาวปูเมสุรุดได้เบบผิดไปเลยนับสิบสี่บาโอเคนับสังเ้าตัวเมสุรุนับสังห้ามาบาลเลยลิชิกันลูบินยิ่ชูเมยิ่ชูเมปะนาะยิ่ชูเราจะรอจะอาบน้ำจะอาบน้ำสุรยิ่ชูเมสุรุดได้เบบผิดไปเลย အော်ကံလန်ဂိုင်းဆိုတာအကစားလောက်တာကိုပြောတာဖြစ်ပါတယ်လေချင်းခန်းတို့ဘာလို့လောက်တာကိုပြောတာဖြစ်ပါတယ်အော်ကံလန်ဂိုင်းဆက်လဲဆိုတာပြီးသွားပြီအော်ကံလန်ဂိုင်းဆက်လဲဆိုတာရေချိုးပြီးသွားပြီအေးအော်ကံလန်ဂိုင်းဆက်လဲဆိုတာအကစားလောက်ပြီးသွားပြီပေါ့နော်လေချင်းခန်းလောက်ပြီးသွားပြီပေါ့နော်လေးချေကန်လုတ်ပြီးသွားရင်ဆိုပြီးတော့အိဗယ်ယူလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်မှရီချူးမယ်ဆိုတဲ့စကားဆက်ရှိတဲ့အတွက်အကစားလုတ်ပြီးသွားရင်လေးချေကန်လုတ်ပြီးသွားရင် จะอาบน้ำอยู่ชูเมสุเรดีเบชิวาเนาะออกกำลังกายเสร็จแล้วจะกลับจะอาบน้ำออกออกกำลังกายเสร็จแล้วจะอาบน้ำสุลุชิลิจิกันลูบีนยูชูเมสุเรดีเบยูลุยาเนาะออกกำลังกายเสร็จแล้วจะอาบน้ำสุราลิจิกันลูบีนยูชูเมสุเรดีเบยูลุยาเนาะนับสังงานเนาะดาจะเช่าตัวไหมคาซีบีตั้งเงินดูเนี่ยเลมากกว่า အဲဆိုကားကြီးစီလိုက်တာဘာမှမထူဘူးလေကားနဲ့သွားလဲမှာဆိုတော့ sorry ပါနောက်တာပါ okay ကားစီဘီယင်ဆိုတာ land landlord ဆိုတာကားစီတော့ပြောတော့နော်စစ်လဲဆိုတာပြီးပြီးဘောနော်အာပြီးရင်ဆိုတာယူလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်မှာအာဥစားရှိပါတယ်နံပါတ်6နောက်မှာတငယ်တငယ်ကြီးတွေနဲ့လဲမယ်ဆိုတာရှိတဲ့အတွက်ပြီးရင်ဆိုတာကိုယူလို့ရပါတယ် ล้างรถเสร็จแล้ว จะไปเที่ยวกับเพื่อน จะไปเที่ยวกับเพื่อนสระตังเงินจีนเนี่ยตังเงินจีนถุยเนี่ยเลตัวแม่ตังเงินจีนถุยเนี่ยเลตัวแม่สุดเลยดีแบบผิดป่าเนี่ยล้างรถเสร็จแล้วจะไปเที่ยวกับเพื่อนกาซีบีตัวนี้ตังเงินจีนถุยเนี่ยเลตัวแม่ช่าเล่แม่สุดเลยดีแบบผิดป่าเลยเนาะต่าน้ปเสียช่าป่ะโอเค ဘတ်စုခနေသွားမယ်နံပါတ်စုခနေကအစည်းအဝေးပြီးရင်အီးမေးလ်ပြန်မယ်ကွာအစည်းအဝေးကိုကြတော့ပရချုံပရချုံဆိုတာအစည်းအဝေးကိုပြောတာနော်အစည်းအဝေးပရချုံစစ်လဲဆိုတာပရချုံစစ်လဲဆိုတာလောက်ပဲဆိုလို့ရှိရင်အစည်းအဝေးပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်ဒီမှာကြတော့အီးမေးလ်ပို့မယ်ဆိုတဲ့စကားဆက်ရှိတဲ့အတွက်ပရချုံစစ်လဲဆိုတဲ့အရာကိုစည်းအဝေးပြီးရင်ဆိုပြီးတော့အဓိပ္ပာယ်ကောက်ယူလို့ရပါတယ်နော်ပရချုံစစ်လဲ จะตอบอีเมลဘောနော်ချက်တော့ဆိုအဖြည့်ပေးမယ်ဘောနော်အီးမေးလ်နဲ့ပြန်ဖြည့်လိုက်မယ်အီးမေးလ်ပြန်မယ်ဘောနော်ဖြည့်မယ်ဖြည့်ပေးတော့ပြောတာဖြစ်ပါတယ်ချက်တော့အီးမေးလ်ဆိုတာအီးမေးလ်နဲ့ပြန်ဖြည့်ပေးမယ်ဘောနော်မြန်မာလူနဲ့ပြန်ရင်စီဝေးပြီးရင်အီးမေးလ်ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြချုံစစ်လဲချက်တော့အီးမေးလ်နော်အစီဝေးပြီးရင်အီးမေးလ်ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါကနံပါတ်16ပါနော်နံပါတ်18သွားမယ် နံပါတ်၈မှာကြတော့ဗာလေအိစာလုတ်ပြင်ဂိမ်းစွတ်မယ်ကွာအိစာအိစာလုတ်ပြင်ဂိမ်းစွတ်မယ်ဆိုတာဘယ်လိုပြောလဲဆိုတော့နံပါတ်၈မှာကြတော့တော်တော်များများကိုမလုတ်ချင်ကြဘူးเนาะအိစာကိုကျွန်တော် CV ထဲမှာလဲကျွန်တော်ထိုင်းစကားလေးကြည့်တဲ့ထဲမှာလဲအိစာကိုအိစာလေးတွေပုတ်ပြီးတာတရားမှလဲတိတ်ပြီးတော့လုတ်တာလုတ်တဲ့သူလည်းမရှိဘူးเนาะ Okay နံပါတ်၈မှာအိစာလုတ်ပြင်ဂိမ်းစွတ်မယ်ဆိုတာကိုကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ทําการบ้านเสร็จแล้ว ဆိုတာအင်စာလုတ်ပြီးသွားပြီပေါ့နော်စေလဲဆိုတာအင်စာလုတ်ပြီးသွားပြီဒါပေမဲ့နောက်မှာဂိမ်းဆော့မယ်ဆိုတော့စကားလေးတခုဆက်ထားတာဖြစ်တဲ့အတွက်ထမ်ကန်ဘတ်ဆက်လဲဆိုတာကကြတော့အင်စာလုတ်ပြီးဆိုတဲ့အိပဲကောက်ယူလို့ရပါတယ်နော်ထမ်ကန်ဘတ်ဆက်လဲကြလင်ဂိမ်းကြလင်ဂိမ်းဆိုတာဂိမ်းကစားမယ်ဆိုတဲ့အိပဲဖြစ်ပါတယ်ဂိမ်းဆော့မယ်ပေါ့နော်ပြောမှဆိုရင် အကုန်လုံးပြီးဆုံးပြောလိုက်မယ်ဆိုလို့ရှိရင်ဒါမှကမ္ဘာချက်လဲဂျလင်ဂိမ်းဆိုတာကကြတော့အိစာလုတ်ပြီးဂိမ်းဆုံးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါနံပါတ်7ဖြစ်ပါတယ်နော်။ Okay နံပါတ်9သွားမယ်။အစာစားပြီးရင်ပကံစေးမယ်ကွာ။အစာစားပြီးရင်ပကံစေးမယ်ကိုဘယ်လိုပြောမလဲ။ gin ahan gin ahan ဆိုတာစားစရာကိုစားတာပေါ့နော် gin ahan စစ်လဲဆိုတာစားစရာစားပြီးသွားပြီတော့မဟုတ်အစားစား အစားစားပြီးဆိုတဲ့အိဗယ်လေးယူလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်မှာပကံစီးမယ်ဆိုတဲ့စကားဆက်ရှိတဲ့အတွက်အစားစားပြီးသွားပြီးအစားစားပြီးသွားပြီးကိုအစားစားပြီးသွားရင်ဆိုတဲ့အိဗယ်ယူလို့ရပါတယ်နော်ပကံစီးမယ်ကြတော့ဂျလန်ဂျန်လန်ဆိုတာစီးတော့ပေါ့နော်ဂျန်ဆိုတာပကံကိုခေါ်တာဖြစ်ပါတယ်ဂျလန်ဂျန်ဆိုတာပကံစီးမယ်ပေါ့နော်โอเคအဲ့ဒါအပြည့်စုံကကြတော့กินอาหารเสร็จแล้วจะล้างจานสรุปရှင် အစာစားပြီးသွားရင်ပကံစင်းမယ်ဆိုတဲ့အိပဲဖြစ်ပါနော်။ Okay နောက်ဆုံးနံပါတ်20ကိုသွားမယ်။20အကြတော့အလောက်ကြီးအိမ်ကိုတန်းပြန်မယ်ပေါ့နော်။ဘယ်သူတွေရှိလဲ။ Okay အလောက်ကြီးအိမ်ကိုတန်းပြန်တာကျွန်တော်တယောက်တည်းရှိပါတယ်။နောက်တာ Okay ทำงานเสร็จแล้วဆိုတာအလောက်ပြီးသွားပြီဆိုတဲ့အိပဲဖြစ်ပါတယ်နော်။ทำงานเสร็จแล้วဆိုတာအလောက်ပြီးသွားပြီ။ဒါပေမဲ့သူ့ကိုသူ့မှာအိမ်ကိုတန်းပြန်မယ်ဆိုတဲ့စကားဆက်ရှိတဲ့အတွက် အလုတ်ပြီးသွားပြီဆိုတာကနေအလုတ်ပြီးသွားရင်ဆိုတဲ့အဓိပ္ပာယ်ကိုယူလို့ရပါတယ်နော်ทํางานเสร็จแล้วจะกลับบ้านทันทีทันทีဆိုတာချက်ချင်းတန်းပြန်လာလို့ပြောတာပေါ့နော်ချက်ချင်းတို့တန်းပြန်လာတို့ทันทีဆိုတဲ့နေရာမှာသုံးပါတယ်အလုတ်ပြီးရင်အိမ်ကိုအတန်းပြန်မယ်ဆိုလို့ရှိရင်အပြည့်စုံအောင်ကြတော့ทํางานทํางานเสร็จแล้วจะกลับบ้านทันทีလောက်ပြီးရင်အိမ်ကိုတန်းပြန်မယ်ပေါ့နော်ချက်ချင်းပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် โอเคအဆင်ပြေမယ်လို့ထင်ပါတယ်ဘူးတူတာလေးတွေလည်းရမယ်လို့ထင်ပါတယ်ထိုင်းစကားလေးတွေလည်လာနေတဲ့သူတွေအတွက်ဒီဗီဒီယိုဖိုင်လေးကအကျိုးဝင်မယ်လို့ထင်ပါတယ်เนาะအတော့အကျိုးဝင်မယ်လို့ထင်ပါတယ်အဲတကယ်လို့တငယ်ချင်းတို့အတွက်ဒီဗီဒီယိုဖိုင်လေးကအကျိုးဝင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကို follow မလို့ရသေးရင် follow လုပ်သွားပါလို့ပြောချင်ပါတယ်ဒီစာကြောင်းလေးတွေတစ်အတွက်အသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะအာโอเคကျွန်တော် follow မလို့ရသေးရင် follow လုပ်သွားပေးပါအာပြီးတော့တငယ်ချင်းတို့လည်လာနေတဲ့ ဆိုရှယ်မီဒီယာမှာဒီဗီဒီယိုဖိုင်လေးကိုနည်းနည်းကူညီပြီးတော့ share ပေးပါလို့ပြောချင်ပါတယ်နော်နည်းနည်းလေး share ပေးပါလို့ပြောချင်ပါတယ်အာအားလုံးအဆင်ပြေကြပါစေလို့ကျွန်တော်စီမှာကျွန်တော်အမြင်နဲ့လို့အခုလိုမျိုးဗီဒီယိုဖိုင်လေးတွေတင်ပေးနေမှာဖြစ်တဲ့အတွက်အာကျွန်တော်ကို follow လေးလုပ်သွားပေးပါလို့အမှကျွန်တော်ပြမယ်သင်ခန်းစာလေးတွေအများကြီးရှိပါတယ်နော်ဘလို့ရသေးတာလေးနောက်ထပ်လည်းအများကြီးရှိပါသေးတယ်နော်အဲ့ဒါဒါနမူနာလေးတွေပြလိုက်တာအ အဆင်ပြေကြပါစေလို့ပြောချင်ပါတယ်အားလုံး thank you ပါ